မူချိုចောင်းသားတွေကိုရှင်တန်ခွင့်ရှာဖို့အတွက်နောက်ဆုံးခြေတီးစောက်ရှောက်ခဲ့တဲ့ကျောက်စေမျိုးကသူရဲ့ကောင်းဆရာမလီအားလုံးပဲမင်္ဂလာပါဆယ်ဒီတိုင်းညူပေးကနေပြက်လေးကကျူဆိုလိုက်ပါတယ်မလာ28ရက်နေ့မှာလှုပ်ခဲ့ခဲ့တဲ့ငလင်းကြောင့်မန်လေးနဲ့စကိုင်းမျိုးပြင်ကျောက်စေမျိုးတွေလည်းထိခိုက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်ငလင်းတဲ့ကြောင့်မန်လေးတိုင်းကျောက်စေမျိုးမှာရှိတဲ့ Bright Kid မူချိုចောင်းပြုတ်ကြခဲ့ပြီးတော့ကလေးငယ်တွေနဲ့ဆရာမကစောက်ဦးပြီးပြီးတော့ကွယ်လွန်သွားခဲ့ပါတယ် Brighton မြို့ကျောင်းမှာဆီယာမာ၅ဦးရှိပြီးတော့ဆီယာမာလူလူကတော့ကလေးတွေကိုအသက်နယ်ရှင်ကကာဝယ်သွားခဲ့သူပါမြို့ကျောင်းကျောင်းမှာကလေးတွေနဲ့ဆီယာမာကွယ်လွန်ခဲ့တဲ့ပြင်ကျောင်းတီထောင်သူရဲ့ဆွေမျိုးတအူးလည်းကွယ်လွန်သွားခဲ့ပါပြီဆီယာမာလူဆန်ကတော့နောက်ဆုံးချိန်ထိသူ့ရဲ့အသက်ကိုကလေးတွေရဲ့အသက်နဲ့လဲပြီးတော့ခရစ်တော်မှာအပြော်သွားခဲ့ပါပြီမလာ၂၈ရက်နေ့ကလောက်ခဲ့ခဲ့တဲ့ငလင်းကြောင့ တစ်ချက်ခွဲတိုက်မှုချိုအားပြကြသွားပါရင်ဆီယမလူဆန်ကသူကိုယ်တိုင်မျက်နာမှာတရားရရရှိထားသူဖြစ်ပေမဲ့ကလေးတွေကိုပဲရှေ့ဆုံးကိထောက်ပေးဖို့အတွက်ပြောခဲ့ပါရင်ကလေးတော့ကိုရှေ့ခွင်းထဲမှာပိုက်ထားပြီးတော့ကလေးတွေကိုအရင်ဆုံးခေါ်ထုတ်ပေးသွားပါ ကျမကရှားတယ်ဆိုပြီးပြောခဲ့ပါရင်ဆရာမကသူကိုယ်တိုင်လွတ်မြောက်နိုင်တာကိုသိပေမဲ့လေကလေးတွေကိုဦးစားပေးခဲ့သူပါအသက်ပြီးနေရင်ဆိုင်ရချိန်မှာတောင်မှတပည့်တွေကိုပဲဦးစားပေးခဲ့တဲ့သူရဲ့ကောင်းဆရာမဖြစ်ပါရင်ကလေးသုံးယောက်ကိုကဲထုတ်တဲ့ချိန်မှာဆရာမကဆစ်လျှော့လိုက်ဟန်တူပြီးတော့စကားကိုမေးလို့မရတော့ပါဘူးနှလုံးသားလာတဲ့ဆရာမလေးဟာကလေးတွေကိုသူ့ရဲ့ရှိခွေထဲမှာပိုက်ထားခဲ့ပြီးနောက်ဆုံးချိန်ထိကာဝယ်ပေးခဲ့သူပါဆရာမလူဆန်းကို တချေလူလူလိုလေးခေါ်ကြပြီးတော့အသက်ကတော့28နှစ်ရွယ်သားရှိပါသေးတယ်။မြေတာပြေဝရေးဆရာမလေးကမူချိုเจ้าမှာလုံဝင်ခဲ့ပြီးတော့ကလေးနေတွေ့ဆရာမကောင်းတယောက်ဖြစ်ခဲ့သူပါ။အသက်အနည်းနဲ့ကြုံတွေ့ရတဲ့အခါမှာကိုလိုရှုံးပြီးတော့ထွက်ပြေးတတ်ကြပေမဲ့လေဆရာမလေးကတော့တပည့်လေးတွေတက်ရှင်နိုင်အောင်နောက်ဆုံးခြေထည်မြေတာတွေပေးခဲ့ပါရီ။ဆရာမလေးကကလေးတွေနဲ့တူကျွလင်းခဲ့ရပြီးတော့เจ้าသားမိဘတွေမှာတော့မျက်ရည်မစဲနိုင်ဖြစ်ခဲ့ရပါရီ။ဆရာမလူလူရဲ့နောက်ဆုံးခီကိုလိုက်ပါပို့ဆောင်သူတွေများခဲ့ပြီးတော့ဆရာမတယောက်ပြီးသားမို့အတွက်လေကိုယူခဲ့ကြသလိုအသက်ကိုရှင်သွားတဲ့အတွက်လေနှမျောခဲ့ကြပါရီ။ ်။ဆ ्याम မလူလူရဲ့နောက်ဆုံးခီကိုမလ30ရက်နေ့ညနေ4နာရီမှာအသိတော်ပေါင်းစုံခရီးရန်တင်ဆိုင်မှာမြေအနှံခဲ့ပါရီ။ ဆရာမလူလူကတပယ်လေးတွေကိုတက်နေရှင်ပြီးတော့ကာဝယ်သွားခဲ့တာကြောင့်နောက်ဆုံးခီးမှလိုက်ပါပို့ဆောင်သူတွေလည်းများခဲ့ပါရင်အရေးကြုံလာတဲ့အခါမှာကိုယ့်တက်ကိုမငယ်ဘဲနဲ့တပယ်လေးတွေရဲ့တက်ကိုပဲငယ်ခဲ့တဲ့ဆရာမလေးကတော့ကွယ်လွန်သွားခဲ့ရလို့အရှမ်းနှမျောနေကြပါရင်ဆရာမလူလူကပေါင်းသိဆက်ဆံရေးကောင်းမှုသူတရားဖြစ်တယ်လို့အရင်လည်းကကုညီတဲ့သူတရားပါကျမစွာနေတိုင်းလာရှင်နဲ့ဒီလိုဖြစ်ဆိုကြည့်ကြုံရလိမ့်မယ်လို့ဘသူကမှမထင်ထားခဲ့ကြပါဘူးငလင်ဘေးကကြိုတင်သိနိုင်တဲ့ရှာမဟုတ်တာကြောင့်အညွတ်တူတူလူတက်မဲ့ကလေးတွေပြင်ဆရာမကောင်းတယောက်ပါဆုံးရှုံးလိုက်ရှာပါရင်နေပါ ါင်းတရာအတွင်မှာအပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့တဲ့တင်းငလျင်ပြီးကြောင့်တကွဲတပြားဖြစ်သွားရတဲ့မိသားစုတွေလည်းမနေမနှောရှိခဲ့ပါတယ်။မလာ28ရက်မနေ့ပိုင်းကမှပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွရှိနေသူတွေဟာနေ့လယ်ပိုင်းမှာဒီလိုဖြစ်ဆိုးကြုံရလိမ့်မယ်လို့မထင်ထားခဲ့ကြပါဘူး။ငလျင်ပြီးကြောင့်မန္တလေးစကိုင်းကြောက်စေပြောဝဲရမေတင်စားတဲ့ဒေသတွေမှာဆူဆူရွာရွာထိခိုက်သွားခဲ့ရပါတယ်။ ဆီယာမာလီလူလူကငလင်ပေးမှာကွယ်လွန်ခဲ့ရပြီးသူ့ရဲ့သက်ကိုចောင်းသားတွေအတွက်ရရရရပေးဆက်ခဲ့သူဖြစ်ပါတယ်။ဆီယာမာလူလူလည်းငြိမ်းချမ်းစွာနိုင်ယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။